မင်္ဂလာပါဒီ business ကနေပြန်နေကြိုဆိုပါရစေကျွန်တော်တို့ထုံးစံတိုင်းမှာ DBS Crypto ရဲ့ Monday Market Analysis လေးဒီနေ့လုံးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ Crypto Market ကတော့ပြီးခဲ့တဲ့ဒီတစ်ပတ်အတွင်းမှာတော်တော်လေးအပြောင်းအလဲထက်များသွားခဲ့တယ်ဗောနော်ဆိုတော့ Market Crash ပြီးတဲ့အချိန်မှာကျွန်တော်တို့ Crypto တွေအကုန်လုံးအာဈေးတွေပြန်ပြီးတောက်လျှောက်ထိုးကြခဲ့တယ် Fear ဝင်သွားတဲ့လောက်တဲ့အထိကိုကျခဲ့တာဗောနော်ဆိုတော့ကျွန်တော်ကတော့ဖီးယားမဝင်ဘူးကျွန်တော်ရရှင်နေကျွန်တော်ကတော့အောက်ကြိုင်ဝယ်မှာဝယ်မှာပေါ့နော်ဝယ်ဖို့စောင့်တာပေါ့ ဆိုတော့ကျွန်တော်တို့ကျွန်တော် order နှစ်ခုကျွန်တော် execute လုပ်ခဲ့တယ်ပထမ order က13000 13800 big wire 13800ပါကျွန်တော် order တင်ထားတာရှိတယ်အဲ့ဒါကိုကျွန်တော်အာသူအချိန်ရောက်တဲ့အချိန်မှာသူတို့ limit နဲ့ execute လုပ်သွားတယ်နောက် order တစ်ခုကကျွန်တော်ဒီအောက်နားမှာပေါ့နော်ဆိုတော့ကျွန်တော်က13800ပြီးတော့လို့ရှိရင်ဘယ်အထိစင်းမလဲဆိုရယ်မေးခွန်းကိုမေးတဲ့အခါကျတော့13800ပြီးရင်ကျွန်တော်တို့ကတသိန်းပဲရှိရတယ်လို့ဖြစ်သွားတယ်ဒီအောက်မှာတသိန်းရှိရတယ် ဒါပေမဲ့တသိန်းကတသိန်းအတိမဟုတ်ဘူးဘာလို့လဲဆိုတော့တသိန်းညီ psychological support resistant ဖြစ်တဲ့အတွက်ကြောင့်မို့လို့တသိန်းနောက်ရောက်လာပြီဆိုတော့အဲ့လူတွေကအဲပြန်ပြီးတော့မှဒီပြန်ဝင်တဲ့အကျင့်တွေရှိတယ်ဘယ်တသိန်းကွတ်တိရောက်တဲ့အထိစောင့်နေကျွန်တော် order မမီဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ကအခုဒီမှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ထောက်ထားခဲ့တာကျွန်တော်ဇုံးမှာဇုံးကကျွန်တော်ရဲ့ဒီအာတင်းကလူတွေကျွန်တော်ပြောရလေးရှိရပေါ့နော်ဆိုတော့အာတသိန်း2000ပေါ့တသိန်း2000တော့မှကျွန်တော်ဒီမှာ အာထောက်ထားခဲ့ရလေးရှိတယ်။ဆိုတော့အဲ့နာကိုကြလာတဲ့အချိန်ကျရင်ကျွန်တော် order တစ်ခုကို execute လုပ်မယ်လို့ကျွန်တော်အာစဉ်းစားထားတာပေါ့နော်။အဲ့တော့ကျွန်တော်တို့ဘယ်အချိန်မှကျွန်တော်နည်းနည်းဝယ်ခဲ့လဲဆိုလို့ရှိရင်ဒီလိုကြရတဲ့အချိန်မှာကျွန်တော်ဒါသိန်းနဲ့3000ကျော်နားလောက်မှာကျွန်တော်အာနည်းနည်းပေါ့။ဆိုတော့ဒီအောက်မှာကျွန်တော်ဝယ်ဝယ်လုပ်ထားတာရဲ့ percentage တချို့တော့ကိုဒီပုံမှာဝယ်လိုက်တယ်ပေါ့။အဲ့ဆိုအဲ့အတွက်ကျွန်တော် order ကနှစ်ခုဝင်သွားတယ်။အဲ့တော့3000အောက်ကိုစဉ်းစားတဲ့အချိန်မှာကျွန်တော်3000က ဟောတာရှုံးတာပေါ့နော်ဒါပေမဲ့တသိန်းနဲ့၈၀၀၀အဲအောက်ဒီတသိန်း၃၀၀၀လောက်မှာဝယ်လိုက်နေနည်းနည်းဝယ်ရတာချက်ချင်းမြတ်သွားတာပေါ့နော်ပြီးတော့ဒီမှာတော့အကုန်လုံးပြန်တော့မြတ်နေပါပြီဆိုတော့ကျွန်တော်တို့အာ Bitcoin တခုတည်းကိုကြည့်မယ်ဆိုရင် Bitcoin ရဲ့ market ဒီကျွန်တော် target ဒီဒီနားမှာတသိန်းတောင်း၃၀၀၀နားမှာထပ်ပြီးတော့ရှိနေတယ်ပေါ့နော်ဆိုတော့ဒါကကျွန်တော်ပထမအာတစ်ချက်ပေါ့အဲ့တော့ဘာကြောင့်လဲဆိုလို့ရှိရင်တမရရှီနဲ့ထရမ့်နဲ့က အာသူတို့ဒီအကြောင်းစကားပြောမယ် tourist အကြောင်းစကားပြောမယ်ဆိုပြီးဖြစ်သွားရဲ့ဆိုတော့ market ဒီပြန် recover ဖြစ်လာနော်အဲဒါတော့ channel ဘိုင်းနေကြည့်မယ်ဆိုတော့ big btc dominance ကလည်းပြန်တက်လာတယ်60% now ကျန်ချိကလာတယ် total 3ကလည်းကျွန်တော်တို့နည်းနည်းတက်လာတယ်ဒါပေမဲ့ total 3ရဲ့တက်တဲ့နှုန်းက BTC dominance ကလည်းလိုက်တက်နေရဖြစ်တဲ့ကြောင့်မို့လို့လောလောဆယ် off season လာဖို့ကမလွယ်သေးဘူးပေါ့နော် off ဒီအရင်တက်ဖို့မလွယ်သေးဘူးအဲ total market cap ကလည်း အခုအနေနဲ့ပြန်တက်လာတယ်ပေါ့နော်ဘာလို့လဲဆိုတော့ market ထဲကိုပတ်စံအနေနဲ့ပြန်ဝင်လာလို့ပေါ့နော်ဆိုတော့တိတ်မလွယ်သေးဘူးလို့ပြောရမှာပေါ့နော်ကျွန်တော်တို့ဒါအောက်ဆီဂျင်အတွက်ကတော့လေဆိုတော့ဂျန်နေကောင်တွေကတော့ Italian ထုံးစံအကုန်တူတူပဲဗျာကျွန်တော်တို့ဒီအောက်မှာ execute လုပ်ထားတဲ့ order တွေဒီနားတွေအကုန်လုံးကျွန်တော်တို့လာဖွင့်ပြီးတော့အခုနည်းနည်းပြင်တက်တာပေါ့နော်ဆိုတော့ Italian ဆိုလို့ရှိရင်လည်းကျွန်တော်တို့ next target ကဘယ်နှားရှိမလဲဆိုတော့ကျွန်တော်တို့ဒီမှာအခုအခုရောက်နေတဲ့နေရာပေါ့နော်ဒါဒီ ဲတော့ next target ဖြစ်တယ်4000ဈေးပေါ့နော်4000ဈေးက next target ဖြစ်တယ်4000ဈေးအခုဒီနေ့ထိသွားပြီပေါ့နော်ဆို BNB ကလည်းကျွန်တော်တို့သူနဲ့တူတူအရှိမလိုပဲလိုက်ကြခဲ့ဒါပေမဲ့ကျွန်မ BNB ဆိုအရင်စိတ်ဝင်စားစရာအကောင့်တွေးလာဒီလိုမျိုးအရင်တော့ order high အဟောင်း1000ဒီအခု1000ရဲ့အပေါ်နားမှာရှိရဒီ order high ဒီအချွန်လေးဒီအခုဒီမှာအာ support အနေနဲ့ပြန်အလုပ်လုပ်ပြီးတော့ပြန်တက်သွားတာတွေ့ရတယ်ဒါပေမဲ့ BNB ရဲ့တက်ပုံတန်ဒီကတိတ်တော့ တော့အားမရဘူးပြီးတော့သူက double top ပုံစံမျိုးမှာ liquidity hand ပြီးတော့ကျလာတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ market တီ BMD 1000အောက်ကိုဆင်းမလာအောင်ကျွန်တော်ကြည့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ1000 max လောက်ထားတယ်1000အောက်ကကျွန်တော်950ဒီနားလောက်ဂျာ1000နဲ့950ဂျာရဲမှာကျွန်တော်နည်းနည်းပြန်စအဝယ်မယ်ပေါ့နော်1000အောက်မရောက်မချင်းတော့ကျွန်တော်ခဏစောင့်ကြည့်လိုက်အောင်မယ်လို့ကျွန်တော်စဉ်းစားထားတယ်အကယ်၍ခုနေ့ကလိုပဲ momentum နဲ့ဒီလိုဆင်းနေ ဒီဒီဒီအောက်မှာ body ပိတ်တယ်ဆိုလို့ရှိရင်เนาะကျွန်တော်အဝယ်စကြည့်ဖို့ကျွန်တော်စဉ်းစားမိပါเนาะဆိုတော့ဒါက BNB ပါ Solana ကတော့အတက်ကျန်းအကျကျန်းဖြစ်တဲ့ကြောင့်မို့ဒီမှာကျွန်တော်တို့ရှေ့မှာဆွဲထားခဲ့တဲ့ဒီ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 ဆုံးဒီ trend line ကိုကျွန်တော်လုံးဝ tap လုပ်ပြီးတော့ပြန်ဖောက်ပြီးတော့ပြန်ပြန်သွားထားတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့အာ Solana ကိုကြည့်မယ်ဆိုလို့ရှိရင်215 level 215ဈေးတန်းရေဒီရောက်က100နဲ့မှ80 နေ160ဟို180ပေါ့နော်180 180ဂျာစီတန်းရဲ့အဲ့နှစ်ခုကနည်းနည်းလေးကစားနေတာတော့တွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ now next target ကဘယ်လိုဖြစ်မလဲဆိုလို့ရှိရင်ဒီ trend line နောက်ကိုသူကြိုးစားခဲ့တဲ့ trend line နောက်ကိုဟိုပြန်ကက်လာတာကိုကျွန်တော်တို့ကတစ်ချက်စောင့်ကြည့်ရမှာပေါ့ဒီမှာ trend line ကဒီမှာသူကဒီလိုမျိုးဖြစ်နေတယ်အဲ့တော့ဘယ်လိုဖြစ်နေဆိုတော့ဒီလိုယူလိုက်ရင် trend line ရရတယ်ဗျဒီလိုယူလိုက်ရင် trend line ရတယ်အဲ့အတွက်အခုဒီကောင်းနေဒီလို trend line ဖြစ်ပြီးတော့အမှเนาะ body ထိအောင်ဆွဲမယ်ဆိုရင် ဒီလိုဖြစ်ပြီးတော့ဒီလိုပြန်တက်မလားပေါ့နော်ဒါမျိုးတက်မယ်ဆိုလို့ရှိရင်ကပြစ်နိုင်ကြီးကကျွန်တော်တို့ကပထမအဦးဆုံး first target က225 level ဖြစ်လိမ့်မယ်နော်225ဒီ fair value gap နဲ့ order block ရဲ့ဒီထိပ်မှာရှိရဲဈေးတန်းဖြစ်တယ်225 level ကိုသူပြန်တက်မှာ price action ကိုကြည့်ပြီးတော့225ကိုချိုးမလားပြန်လှည့်လားမလားကျွန်တော်ပြန်ကြည့်ကြမယ်အချိန်ဖြစ်တယ် okay အဲ့ဒါလေးကတော့ကျွန်တော်တို့ဒီတစ်ပတ်ရဲ့ market analysis ဖြစ်ပါတယ်ကျွန်တော်တို့လောလောဆယ်တင်ရနေပါတယ်အကောင်လုံးကိုကျွန်တော်တို့ ါပြီးတော့ပါပြီပြီးတော့ပြောရကြမှာလို့ next အာဘောနော်ထက်ပြီးဖွင့်ဖို့ရှိမယ်ဆိုလို့ရှိရင်ကြီးညာပေးဖို့အတွက် waiting list လေးကိုအောက်ကတောင်းလို့ရပါတယ်ပြီးတော့အာကျွန်တော်တို့အောက်ကနေပြီးတော့မှဟို Binance account ဖွင့်ထားရဆိုလို့ရှိရင်ကျွန်တော်တို့ဒီ DBS crypto BNB ကို free ဝင်ဝင်ရပါတယ်အဲ့အဲ့လေးလည်းတောင်းလို့ရပါတယ်အဲကုတ်ကိုပြပြီးတော့ဘောနော်အာကျွန်တော်တို့စစ်ပေးပါမယ်စစ်ပေးတော့ဟုတ်တယ်ဆိုလို့ရှိရင် link ပေးပါတယ်ဘောနော်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ကျွန်တော်တို့အာ finance ကမရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ DBS crypto ဆိုရဲကုန်နဲ့ဖွင့်မယ်ဆိုလို့ရှိရင်10% off lifetime trading fees ရမှာပေါ့နော်ဆိုတော့ဒါလေးလေးကျွန်တော်အကြောင်းအသိပေးတာပါโอเคအဲ့တော့ဒီတိပီအရကျေးဇူးများကြီးတင်ပါတယ်ငွေဝင်ရနေတယ်ဖြစ်ပါတယ်နော်ပြန်တွေ့ပါမယ်